မြင်နိုင်ပါတယ်မိပြတိုက်ပုကူရဲ့ဘွားကအမောင်တို့ဆုံးမလောကကံပါ and the yellow tony me linden အဲ့ဒီကွန်တီနာတော့တော်တော်တူရလို့ပြောရဲဒါပေမဲ့တမင်တက်တက်ကြီးလုပ်ထားတော့မရှိဘူးကိုယ့်ရဲ့အတန်ဝဒီ style ဖြစ်တာပေါ့ပြောအနှစ်သာရရှိပြီတန်းလေးတစ်ခုနဲ့ပဲကြိုက်တာပေါ့နော်အဲ့လိုမျိုးကြီး popping ခဏပြတ်သွားလိုက်ပျောက်သွားလိုက် တပုတ်ပေါက်သွားလိုက်အဲ့လိုကိုကိုမောင်မောင်နဲ့ပြန်ပေါက်သွားလိုက်ပြန်ကျသွားလိုက်အဲ့လိုမျိုးကြီးမကြိုက်ရင်တော့မဟိုမလုတ်ဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးဆိုရင်ပေါက်မယ်ဆိုတာသိရဲပေါက်အောင်ရေးတဲ့တေးရေးတွေလည်းရှိရဲပေါ့နော်အခုခင်မာဒါမရှာဘူးပေါ့နော်ဒါပေမဲ့ညမကိုနိုင်ွာတိုက်ကွာညမအဲ့လိုကိုတန်းလေးတစ်ခုနဲ့ကိုလှုပ်ချင်တယ် မဟုတ် copy တော့မဟုတ် copy တော့တိတ်မလို့တချို့ကလည်းအနီကော်နီနဲ့တူရလို့တော့ပြောတယ်ဟုတ်ဟုတ်ဟုတ်ဒါပေမဲ့တိတ်ညီမ style နဲ့တော့ညီမဖြစ်အောင်တော့ဆိုရဲပေါ့ဘာလို့တချင်းပဲဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ဒါပေမဲ့အတန်ကတော့ဟုတ်တယ် vocal work ဖြစ်တာလို့တော့ထင်တယ်ဘာလို့လဲဆိုတော့သူတို့အဲ့ဟိုဟာလေမတ်တင်စာမော်ရနီကော်နီတို့ချော့ဆုခင်တို့အဲ့အဲ့လိုမျိုးပေါ့နော်အဲ့ဒီပုံစံကိုပိုကြိုက်တယ်အခုကျတော့အခုခင်မှာကျတော့ pop တီး တွားနေကြတာလေညီမတို့ကျတော့တို့တို့ဆိုရဲပုံစံမျိုးတွေတော့မရှိရောလေ rock ပုံစံလေးတွေဟုတ်တယ် old school rock လေးတွေအဲ့လိုမျိုးလေးကြီးတော့အားလေးနဲ့ similar နဲ့တော့ဖြစ်သွားတယ်အဲ့ဒီဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ဟုတ်တယ်ဟုတ်တယ်ဒါပေမဲ့ကိုတချင်းဆိုရင်တော့အဲ့ဒါကြောင့်မိမ cover တိတ်မလုတ်ဖြစ်တာလीကာဗာလုတ်တဲ့အခါကျတော့ copy နည်းနည်းအဲ့လိုမျိုး line လုတ်တယ်ဘာညာအဲ့လိုဖြစ်မှာဆိုလို့ဆိုပြီးတော့ဒါညီမရဲ့ပုံမှန်အတန်ဘူးပဲပေါ့နော်ညီမကိုပိုင်တချင်းနဲ့ပဲအဲ့လိုဖောက်ချင်တာပေါ့ဒါပေမဲ့အခုနောက်ပိုင်း cover လေးတွေလည်းကောင်းပါတယ် cover လေးတွေကတော့ညီမတို့ဆိုရယ် unblock ဒီပိုင်းမှာတော့ဆိုရယ် official တော့မထွက်မထွက်တာပဲရှိတာပါဟုတ်ခုနကရောခုအတန်ကိုဒီလူပညာရှင်၃ယောက်နည်းနည်းရောတူရလို့ထင်လားခံစားမိလား တိတ်တော့မထင်ပါဘူးသေချာနားထောင်လို့မတူပါဘူးဟုတ်မတူပါဘူးပြည့်ပတ်ကြတော့ကြားရတာအဲ့လိုလေးပရိသတ် feedback တော့ဟိုတခုတော့ရှိရပါဦးမရေဟိုညီမတို့ကြောအရင်အောင်မြင်နေရလို့မဟုတ်တဲ့အတွက်ကြောင့်မို့ feedback ကြတော့တိတ်နာဟိုမကြားရဘူးเนาะဒါပေမဲ့ကိုပတ်ဝန်းကျင်ညီဟောက်ကိုပတ်ဝန်းကျင်အားပြောတာတော့အဲ့လိုမျိုးနည်းနည်းတော့အန်နီကွန်တီနာတော့တော်တော်တူရလို့ပြောရတယ်ဒါပေမဲ့တမင်တက်တက်ကြီးလို့ထားတော့မရှိဘူးပေါ့ကိုရဲ့အတန်ဝဒီ style ဖြစ်တာပေါ့ဟုတ် ီကောင်ချင်းနေရောကာပါအနေနဲ့တင်ဆိုဖို့ပရိသတ်ကတော့လုံးဝအဲ့ဆိုတော့တန်ပြီးလုံးဝပြေးထားမိပါမယ်ချင်းအဲ့လိုတော့တွေးမိလားညီမကာပါတော့တိတ်မလို့မလို့ဖြစ်ဘူးရှင်ကာပါကတော့ဘာလို့ညီမကိုရိုင်းကလည်းတိတ်စိတ်မပါတော့မလို့ဖြစ်တာမျိုးရှိရဲ့ဟိုပေါ့မယ်ဆိုတာသိပါတယ်အခုကဒီတချင်းတစ်ပုတ်ကို music ပုံစံလေးပြောင်းပြီးတော့နောက်ဥမာပေါ့ငိအငိလေးကိုအကြွလေးနဲ့ပြန်လှုပ်လို့လည်းရတာပဲเนาะအဲ့လိုမျိုးပဲချွေးဆို DJ ပါနဲ့အောင်လှုပ်သေးရပါပဲ ပေါက်အောင်လို့ပေါက်မယ်ဆိုတာသိတယ်ဒါပေမဲ့မမလောက်တာဆိုမပေါက်ချင်လို့တော့မဟုတ်ဘူးအဲ့လိုမျိုးကိုတချင်းလေးနဲ့ပဲကိုသွားချင်းတယ်ကာဗာတော့ဆိုချင်တယ်မဆိုချင်မဟုတ်ဆိုချင်တယ်သို့တော်ညာလဲကိုဆိုတာလေးကိုပဲဟိုတန်းတစ်ခုလေးထိန်းထားချင်တာပေါ့အဲ့လိုမျိုးလေးပါအဲ့တော့ဒီ interview လေးကြည့်လို့ရတယ်ဒါမှမဟုတ်ဒီကတော့တွေ့သွားရင်လည်းကိုတော့နည်းနည်းတော့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်အမေ unblock တွေပါလေဆိုရင်တော့အဲ့အနီကော်နီရဲ့အမဖြူရဲ့မနီနီခင်းဆောင်ရဲ့တို့တချင်းတော့တော်တော်များများဆိုဖြစ်တယ် ဟုတ်ဆိုဖြစ်တယ်တော်တော်များဆိုဖြစ်ပါတယ်။မြင်နိုင်ပါတယ်မိပြတိုင်းပုတ်ကိုရေဘွားကအမောင်တို့ဆုံးမလောကကံပါ။ And ye la tunyi mi linden bin le bin ma da bo da pyaung lon de kan tia yi lai mya ne chung la tu go kunyi go chu ni saung ni me ော့အခုလက်ရှိဒီကြောက်လောက်ကမြန်မာလူလူပုံစံမျိုးအနေနဲ့တော်တော်လေးရှားတဲ့တိုက်တယ်မှာပါတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကိုရိုင်းရောအဲ့ဒီကနေဖောက်ထွက်ခြင်းဘယ်လိုမျိုးပြောလို့ရလဲတချို့ကလေအခုအဲ့အဲ့ဒီမိကိုမေးတာတော့တော်တော်များတယ်ဘာလို့လဲဆိုတော့အခုကနည်းနည်း trend ဖြစ်တဲ့ဟာလေးကြီးကြိုက်ကြရလေနော်အဲကြံဆိုရင်လည်းနည်းနည်းအတည်ကလို့ကောင်းမချင်း TikTok မှာအဲ့လိုမျိုးလေးများတယ်ညီမတို့တချင်းနေကြတော့ဟို TikTok မှာကလို့ကောင်းချင်မှာကောင်းလိုက်မယ်ဒါပေမဲ့တကယ်တကယ်ဟို တခုခုတော့ပေးသွားမှာပေါ့နော်တချင်းတစ်ပုတ်နားထောင်ပြီးဆိုရင်တခုခုတော့ညီမတို့အထင်မြင်ကြပေါ့ဒါမှန်လဲမှန်မယ်မှားရင်လဲမှားပဲပေါ့နော်ဟိုအချစ်ဆိုလဲအချစ်အလွမ်းဆိုလဲအလွမ်း motivation song ဆိုလဲ motivation အဲ့လိုမျိုးပေါ့တခုခုတချင်းတစ်ပုတ်မှာရတာတခုတော့ပေးရမှာပေါ့နော်အဲ့တော့ညီမလည်းအဲ့လိုမျိုးတချင်းမျိုးပဲကြပြောအနှစ်သာရရှိပြီးတန်းလေးတခုနဲ့ပဲကြိုက်တာပေါ့နော်အဲ့လိုမျိုးကြီးပေါ့ပင်းခဏပြတ်သွားလိုက်ပျောက်သွားလိုက်တပုတ်ပေါက်သွားလိုက် ဲ့လိုကိုကိုမမောင်နဲ့ပြန်ပေါက်သွားလိုက်ပြန်ကျသွားလိုက်အဲ့လိုမျိုးကြီးမကြိုက်ရင်တော့မဟိုမလုတ်ဖြစ်ဘူးပေါ့နော်နောက်တစ်ခုကကျတော့အဲ့လိုမျိုးဆိုရင်ပေါက်မယ်ဆိုတာသိရယ်ပေါက်မယ်ဆိုတာသိရယ်ပေါက်အောင်ရေးတဲ့တေးရေးတွေလည်းရှိရယ်ပေါ့နော်အခုခင်မာဒါကမရှာဘူးပေါ့နော်ဒီအဲ့လိုတေးရေးတွေလည်းရှိရယ်ဘယ်လိုလူရေးလဲဆိုတာလည်းသိရယ်ဒါလည်းကောင်းတယ်ကောမရှယ်ဆိုတော့ဒါပေမဲ့ညမကိုနိုင်ွာတိုက်ကွာညမအဲ့လိုကိုတန်းလေးတစ်ခုနဲ့ကိုလှုပ်ချင်လို့အဲ့လိုတေးမျိုးရှိရင်တော့မှာ အဲ့လိုတီးတဲ့ကနေပြီးအဲ့လိုမဟုတ်တဲ့တခြင်းကိုပဲညီမဆွဲယူပြီးတော့ဟိုဖြစ်တယ်ဆိုရယ်ပေါ့နော်လက်ရှိတချင်းလေးကငါကငါလို့အမိရပါတယ်တီးရတော့မပင်လဲအေးပါသူကတော့ motivation song လေးပေါ့နော်ဟိုတချင်းရဲ့ music type ကိုလည်းလေ အမျောလေးအလွမ်းလေးအဲ့လိုမျိုးမသွားဘဲနဲ့နည်းနည်းလေးအမျိုးလေးပေါ့နော်အာနားထောင်နေလို့လည်းစိတ်ခွန်အားဖြစ်မယ်တကယ် broke နေတဲ့လူတွေလည်းဒီတစ်ချိန်လေးနားထောင်ပြီးတော့ပြန်ပြီးတော့ကိုယ့်ကိုယ်ရေရှည် survive ဘယ်လိုလုပ်ရမလဲဆိုတာခွန်အားလေးရတာပေါ့နော်အဲ့အဲ့လိုမျိုးလေးဖန်တီးထားတဲ့တရှင်လေးပါဟုတ်တုံးရီကငုံချင်းရင်ငါကငါဖတ်တာတဲ့ ခိုင်မာတဲ့အတနဲ့ဆွဲမာနာလုံးလားဟာအကောင်ဆုံးခီးပေါ်ပဲလက်ရှိကတော့အခုကတော့ unblack ပဲဆိုဖြစ်တယ်အခုကပြန်ပြန်လာတာပေါ့နော်ပြန်လာပြီးတော့ unblack ပဲဆိုဖြစ်တယ်ဒီ music ပေါ်ဒီ recording နေတော့လောက်တယ်ထထွက်ဖို့လဲတော့တပုတ်ရထားရှိရပေါ့เนาะဒါပေမဲ့တေချာတော့ဟိုဘယ်နေထွက်မလဲတော့မပြောသေးဘူးပေါ့เนาะဘာမှ music နေပါမပြီးသေးတော့ထွက်ဖို့တော့ရှိရအဲဆက်လုပ်သွားမှာပါ music ကတော့ဟာ အပေးကြပါလို့ဒီငါ့ကုံကတချင်းလေးရအဓိကကတော့အကုန်လုံးအတွက်ရထားရဆိုပေမဲ့ညီမကတော့အမျိုးသမီးတူကြီးအတွက်ပေါ့အဓိကရရတာပေါ့နော်ဘဝမှာအတချို့အမျိုးသမီးတွေက leader လောက်ကတည်းကရှိရလေနော် family တခုမှ leader လောက်ရတာပဲဖြစ် team တခုမှ leader လောက်ရတာပဲဖြစ်ဖြစ်လူဆိုတာအများကတော့ addict မဖြစ်နေဘူး broke ဖြစ်တဲ့အခြေအနေရှိတယ်အဲ့ခါကျရင်ဟုတ်ပြီဟိုဘဒုမှာမမိခိုးပါနဲ့လို့ဥမာယောက်ျားတယောက်တော်လကောင်းတခြားပေါ့နော်လူတော်လကောင်းအရင်မမိခိုးနဲ့မိခိုးလုံးဝကြီးတဲ့ခါကျရင် ဟိုကပြန်ပြီးတော့ handle လုပ်လို့မရပဲအရန် broke သွားတတ်တယ်အဲ့တော့ကိုကိုကိုပဲအားကိုပါပေါ့နော်ကိုမှ second plan ထားပါကိုကိုကိုပဲအားကိုပါတကယ်လို့အိမ်တောင်ရှိတဲ့အမျိုးသမီးအနေနဲ့လည်းဟုတ်ပြီကိုအမျိုးသားကိုအားကိုခြင်းနဲ့မိခိုခြင်းနဲ့စိတ်တွေရှိရဲသို့တော်ညာလည်းအဲတခါတလေကြရင်အားငယ်တဲ့စိတ်တွေနော်အဲ့လိုမျိုးပေါ့စိတ်တက်ကြတဲ့အခါတွေဖြစ်လာတဲ့အခါကျရင်ဒီတခြင်းလေးကိုနားထောင်ပါကိုကို survive လုပ်ဖို့အတွက်အဲဒီတခြင်းလေးနားထောင်ပြီးတော့ motivation လေးရမယ်လို့ပြောလင်းပါတယ်ကျေးဇူးတင်ပါတယ်အားပေးပါ ယုံကြည်တဲ့တိတ်ကြတဲ့ငါကငါပြန်ရွေးချယ်ခြေစဉ်တွေလှပြပြီးကျေးဇူးတင်ပါတယ်